ားလုံးပဲမင်္ဂလာပါရှင်ရောပရိသာ channel မှာကြိုဆိုလိုက်ပါတယ်ဆ iam ဂျူးရဲ့တက်တန်တို့ဖြစ်ရက်ဖွဲ့ချစ်သူရဲ့ခြုံလွာဆိုတဲ့စောက်လေးရဲ့အပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်တက်တန်တို့ဖြစ်ရက်ဖွဲ့ချစ်သူရဲ့ခြုံလွာ အပိုင်း၈ခင်လွန်းဆက်မမျော်လင့်သောစောင်းဝူတုနေတနေမှာအကြီးမားကငယ်မကိုအကြံစီတစ်ခုဖွင့်ပြော၏ငါတို့အဖေကိုလိုက်ရှာကြရအောင် ဟင်ဘာပြောတယ်လွန်းဆက်အံ့ဩသွား၏အဖေပြန်မလာတာဖြင့်ကြားကြာလာပြီအခုမှဘာစိတ်ကူပေါက်ပြီးရှာကျင်တာတော့အေးလေမပြန်လာတာကြာလို့ရှာမှာပေါ့အခုဆိုရင်နှစ်နှစ်ရှိသွားပြီအဖေနောက်မိမယူတာဟုတ်လားမဟုတ်လားငါသိကျင်တယ်ရွာတဲကတငယ်ချင်းတွေကညီတို့အဖေနောက်မိမယူသွားတာဆိုဟုမေးရင်လွန်းညီမစိတ်တွေဆိုးရသည်လွန်းမြတ်ကမျက်ရည်ဆန်းဆန်းနဲ့ ဝမ်းနေနေချိန်မှာလွန်ဆက်ကမေးသူကိုကက်ကက်လန်ရန်တွေးပစ်လိုက်သည်ငါတို့အဖေကလှုပ်တွေရှုံနေလို့ပြန်မလာနိုင်တာသိလားအဖေကဘယ်တော့မှနှောက်မိမ့်မယူဘူးဟုတ်တယ်လေအမေပြောသားပဲအဖေကနှောက်မိမ့်မယူသွားတာမဟုတ်ဘူးတဲ့သမီးတို့အဖေနှောက်မိမ့်မယူပါဘူးဘယ်တော့မှမယူဘူးသိကြလားအမေအိုးသိကြတာပေါ့သမီးရဲ့အမေစကားကိုမယုံဘူးလားအမေမျက်လုံးကိုသူတို့ကြည့်သည် လုံးဝယုံကြည်မှုရှိသောတေကြသောမျက်လုံးများလွန်းညီမှစိတ်ချမ်းသာသွားသည်ဒါဖြင့်အဖေဘမလည်းတမီးတို့အဖေခီးလွန်နေတာဖြစ်မှာပါသို့သောခီးလွန်နေသည်ဆိုသောအဖေတနေ့လဲမလားတလလဲမလားတနှစ်လဲမလားလွန်းဆက်ကဝက်လူကလွဲပြီးဘဲမှမသွားတတ်သူမှုအဖေကိုလိုက်ရှာဖို့စိတ်ကူးတဲ့တောင်မစင်စားမိပေလွန်မြက်ကတော့ နထိုးကြီးမျိုးသားတို့လည်းတငယ်ချင်းတွေနဲ့အတူသွားဘူးသည်နောက်နှစ်ဆိုရင်နထိုးကြီးမှာ ကိုတန်းသွားတက်ရတော့မှာမဟုတ်လားငါတို့နှစ်ယောက်တည်းဟုတ်လားအေးဟာမသွားရဲပါဘူးဟဲ့မြင်းချံလေအဖေကမြင်းချံမွေးရုံမှာအလုံးလုံးနေရလေမြင်းချံကိုနေလဲရောက်ဘူးတာပဲဥစ္စာဘာမှဝေးတာမဟုတ်ဘူးရှစ်တန်းចောင်းသူမလေးဤအကျံစီကအန်ရယ်ကြီးလာသည် မြို့သားတောင်ဝေးလာပြီဖြစ်ရာမြင်းချံကတော့စူဖွယ်ရမရှိဘာနဲ့သွားမှလဲကားကြုံတွေရှိတယ်လူစိုးတွေနဲ့တွေ့ရင်ဘယ်နဲ့လုံးမလဲအမရဲ့မတွေ့ပါဘူးဘဲကလူစိုးတွေရှိမှလဲအိုးရွာမှာတော့နွားသခိုးတွေတစ်ချိန်လုံးလာခိုးနေတာမြို့မှာဆိုပူဆိုးတော့မှာပေါ့မသွားပါနဲ့နင်လိုက်မှလာမလိုက်ဘူးလားနင်မလိုက်ရင်ငါ့ဟာငါတယောက်ထဲသွားမယ်လုံးမြတ်ကတဇွတ်ထိုးပြောတော့ ရုပ်ဆောင်ပစိုးပုံမြင်ထဲကအန်နီရဲ့ခီးချမ်းတွေကို မြင်ရောင်သွားသည်အမေလက်ရရုပ်ဆောင်ပစိုးကိုတောင်ပျောက်သွားရင်လိုက်ရှာမဲ့လွန်းဆက်လီအခုအဖေကိုရှာရမှာမရှာသင့်ဘူးလားအန်နီရဲ့ကိုရင်ဆိုင်ဖို့မတန်ဘူးလားအေးငါလိုက်မယ်ဆုံးဖြတ်ချက်ချလိုက်သည်အမေမသိအောင်ကြောင်းဖွင့်ရက်တစ်ခုကိုရွေးကြသည်ဝက်လူကြောင်းတို့သွားနေကြအချိန်ထက်စောပြီးရွာမထွက်သည် အမေကထပင်မြစ်ဖုတ်လေးတွေတောင်ထည့်ပေးလိုက်သေးသည်ထပင်မြစ်ဖုတ်ထားသည့်ရနံ့ကမွေးလို့အနှွေးတွေကတထဲပဲလားချမ်းနေုံမယ်ဟဲ့လွန်းငယ်ရင်ဘက်ကျဲသည်တက်လီ အမေကလွန်းဆက်ကိုစိတ်မချစွာလှမ်းអော်သေး၏သူတို့အိမ်မှထွက်ချိန်မှာနှင်းထောင်ကောင်းကောင်းမကွဲသည် တရုတ်စကားရွက်ထိတ်ဖြားတို့တွင် တင်းနေသော နှင်းဆက်လေးတွေကဆူရွှဲလျက်ရွာထဲလမ်းဤဟိုဘက်ဒီဘက်မှာအလေးကျပေါက်နေသော မြက်ပင်ခြုံပင်လေးတွေစီမှာ အရက်တွေကအရွက်တွေကနှင်းရီဆူဆွလို့လေးမျက်နာဖျားရှိမှနွားလဲတစည်းကိုရှောင်ရင်တယောက်ကိုတယောက်အားပေးသည့်အပြုံးဖြင့်ပြိုင်တူ ပြုံးလိုက်ကြသည်သမင်းကြိုင်နှစ်ခုကိုဆက်ပင်ရှိခြင်းနဲ့ထက်လွယ်အိတ်လေးတွေကိုဆက်လွယ်တိုင်းလျက်လွန်မြက်ကဆက်ပင်နှင်း လွန်းဆက်ကနောက်ကထိုင်လိုက်လာသည်ရွာလန်းသည်နွေရာသီတွင်သဲတဝက်ဖုံတဝက်ဖြစ်၏မိုးရာသီဆိုလျှင်ဘွက်တွေဖြင့်ပြည့်နေသည်ဖြင့်ဆက်ပိန်နှင်းဖို့မြည်နေရာကိုမနှဲရှာရသည် အခုလဲစောင်းရာသီမို့နှင်းတွေဆူနေသည့်အပြင် မိုးရင်းနှုံးကရွှန့်စွေးတွေက အခုအခါခြောက်ကပ်သွားသည်ဖြင့်ချွန့်ချောက်တွေဖြစ်ကလမ်းကမညီမညာချက်ခဲခုံခုံကြီးတွေဖြစ်နေသည်ဆက်ပိန်ကိုရွာလမ်းဘေးက မကြီးတော့ကြောက်မှထားခဲ့ဖို့စဉ်းစားတော့လဲအိမ်နှစ်တိတ်နီးနေသည်အမေတိသွားနိုင်သည်အမေစိတ်ပူလိမ့်မည်ဒါကြောင့်ရွာပြင်ရောက်သည့်အထိနင်းလိုက်တွန်းလိုက်နဲ့သွားကြသည်ရွာပြင်ရောက်တော့ကျွန်းတောင်သို့သွားသည့်လမ်းအတိုင်းစပိန်နင်းလာသည်ကျွန်းတောင်ရွာရောက်တော့တာလန်းထိမတက်ခင်မှာရွာထဲသို့ဝင်ပြီးစပိန်ဆိုင်မှာခဏအပ်လိုက်သည်လီရော့ရော့နေလို့ မိန်းများပေါက်သလားမသိဘူးညကလေးကအကြံစီဖြင့်စပိန်ကိုလေနေနေရှော့ထားခဲ့ပြီးသားကျွန်းတော်ရွာကဆိုင်ဆိုပေမဲ့မြဝရီရွာကလည်းဒီကိုပဲလာပြင်ကြတာမို့ဆိုင်ရှင်ဦးကြီးကလုံးမြက်နဲ့မျက်မှန်တမ်းမိနေသည်ကျမစပိန်ဒီမှာခဏထားခဲ့မယ်အပြန်ကြမှဝင်ယူမယ်အေးညီတို့ဘယ်သွားမလို့လဲဒီနားလေးသူစီမှာဆိုရင်စပိန်လည်းမပြောက်တော့ဘူးအမေလည်းမသိတော့ဘူးတွေ့လား လွန်မြတ်ကညီမကို ရှင်းပြသည်ညီမနှစ်ယောက်စွန့်စားခန်းအသည့်အတွက်စိတ်လှုပ်ရှားစွာခြိတက်လာခဲ့ကြသည် လမ်းမှာမြေပဲဆွသည့်အုပ်စုကိုတွေ့သည်မြဝရီရွာ၏မြောက်ဖက်ရှိရာတော်တို့သည် အခုလိုစောင်းရသည်ဆိုလျှင်ပဲဆွတ်သူတွေနှင့်စီကားနေလေရှိသည် ကားလန်းသည်တော်တော်ဆိုး၏ကားတွေကလည်းဒုတိယကဘာစစ်အတွင်းကလက်ကြံကားတွေဟု အဖေပြောမှုသည့်ကားတွေ ချက်ပလက်ကားကြီးတွေရွာမှာတော့ကားတစ်စီးမှမရှိ ထွန်ဆက်ခေါင်းတွဲနဲ့နောက်တွဲထရေလာတော့ရှိသည်ဝက်လူးမှာတော့ကား၄-၅စင်းရှိသည် အခုလဲသူတို့နှစ်ယောက်ဒီဝက်လူးမှအချိန်မှန်ထွက်နေကြကားကိုမျောလင့်ပြီးကျွန်းတောက်ရွာထိပ်မှစောင့်ကြသည်ကားသည်ရွာမှထွက်လာကလေးကလူပြေးလာပြီးသားလွန်ညီမသည် ထိုင်နေပြီးသောလူအုပ်ကြီးကြားထဲမှာတိုးဝေ့ပြီးဝင်ထိုင်ရသည် အပြင်မှာလေတိုက်သဖြင့်ချမ်းနေရာမှကားအတွင်းလူတွေကြားထဲဝင်လိုက်ရတော့နှွေးသွားသည်သူတို့ကျေနပ်သွား၏သို့သော ကုံစီတွေကစုံလာသည်ပဲအပြည့်တစ်ခေါက်တောင်းများနှမ်းအပြည့်တစ်ခေါက်တောင်းများဘူးသည်ပဲသည်ခရမ်းသည်များစူးပန်းရွက်များဖင်ချထိုင်စရာနေရာတော်တော်ရှားသည် ည်ကြတဲ့မင်းမျိုးပန်းတွေကပါလိုက်သေးသည်ပန်းစည်းတွေကမုံမုံမောက်မောက်လူတွေကြားထဲမှာညက်နေအောင်ထိုင်ရတော့အလင်းရောင်မရဘဲရောက်လို့ရောက်မှန်းမသိအသက်လည်းရှူလို့မဝလမ်းကလည်းဆိုတော့ကားကစောင့်လိုက်တာဂျိန်းကနေဂျိုင်းကနေတခါတခါလူကကျန်းခင်းနဲ့လွတ်သွားအောင်မြောက်တက်သွားသည်ဤကားတစ်ခါဆောင်းလိုက်တိုင်းအမေရေးဟုလွန်းဆက်អော်ဤ လွန်ဆက်အန်ဂျင်လာသည်အမငါအန်ဂျင်နေမူးတယ်လွန်ညီမကြိုတင်စဉ်းစားထားသည့်စွန့်စားခန်းထဲမှာကားမူးတာမပါချေအန်ဂျင်သည်ဆိုတော့ဘာလို့ရမှန်းမသိဟုတ်တာပေါ့လွန်ဆက်သည်တကားမှကားကြကြမစည်းဘူးချေတကားကလေးကအန်ဂျင်သည်ဆိုတော့အနာကမိမကြီးတွေပြာရာခတ်ကုန်၏ဟဲ့ဟိုဘက်တိုးပေးလိုက်ကားပရင်ပေါနာရအောင်ပို့ပေးလိုက်သူတို့ပေါ်သို့ အန်ချကြမှာကြောက်ကြသည်လွန်မြတ်ကသူ့အပေါ်ဝက်လေးကို ချွတ်ပေးပြီးလွန်းဆက်အားရင်ဘက်စီတွင် ခံပေးသည်အန်ကျင်ရင်ဒီမအန် သို့သောကားပဒင်းနာသို့ရောက်သွားသည့်အခါမတ်တက်ရက်လိုက်ရသဖြင့်မျက်နာကိုစောင်းလီအေးအေးတိုးဝေးတိုက်ခတ်လာကအမူးနဲနဲပြေသွားသည်ကလေးမရော့ပြုတ်စီလေးရှူလိုက်ကြာပန်းပြုတ်စီဘူးလေးကိုအတော်ကြီးတယောက်ကပေးသည် လွန်းဆက်ယူပြီးရှူလိုက်ရသည်ဒီလိုမှန်းသိရင်အမေအခန်းထဲကအဖေဝယ်ပေးထားတဲ့အော်ဒီကလုံးရေမွေးဆိုတာကိုဆွတ်လာခဲ့ပါရဲ့သူတို့ဒီကြားမှာကားဗနခါရက်ပြီးလူဗနအူးစင်နာတက်တာမတိတော့ပေမြင်းချန်တို့ရောက်သည့်အခါနေတောင်မြင့်နေပြီ အချမ်းလဲလျော့သွားပြီစူးစူးညံ့ညံ့နဲ့ကုံစီတွေချနေခိုက်သူတို့နှစ်ယောက်တယောက်လက်ကိုတယောက်ဆွဲကပွဲရုံတန်းနေရာကို မေးလိုက် လမ်းလျှောက်လိုက်ရှောက်မှန်းမသိရှောက်နေကြသည်လက်ထဲမှာကင်ထားသည့်ထမင်းကြိုင်လေးတွေကလေးလာသည်အိုးမြင်းကြံမျိုးကအကြီးကြီးပါလားသူတို့သည်အဖေအလုံးလုံးသည့်ပွဲရုံကိုအဖွားပြောထားဖူးသဖြင့်ရွှေစင်ရော်ဆိုတာကိုသိ၏ပဲအမျိုးမျိုးနှင့်နှမ်းပွဲရုံဆိုတာကိုသိ၏ပွဲရုံပိုင်ရှင်နမည်တွေကိုတော့မသိသို့သောမလိုအပ်ပါရွှေစင်ရော်ဆိုရင်တွေ့သည်မလူကသိသည် သူတို့လက်ညှိုးညွန်ပြရာသို့လျှောက်လာကြ၏ပွဲစားတန်းသည်ဈေးအနီးနားမှာပဲရှိသည် စီပွဲယုံစံပွဲယုံ အာလူးကျက်သွုံပွဲယုံထက်ညက်ပွဲယုံအိုးများပြလိုက်သည့်ပွဲယုံတွေပါလားကုံဝင်ထမ်းသမားတွေလည်းအများကြီးတွေ့ရသည်သူတို့သည်စောင်းနှက်နှက်တွင်မအေးသလိုပဲချွေးတလုံးလုံးနှင့်အင်ကြီးကိုချိုးဖြစ်လူတွေတောင်ပါသည် ပခုံးပေါ်မှာအင်ဂျီကို တင်ထားပြီး အိတ်တွေတောင်းတွေကိုမှချီနေကြတာသူတို့ကကုံလေးကြီးတွေထမ်းထားသဖြင့်လူတွေကိုဘေးကိုဘေးကိုဟုအော်ပြီးတတိပေးလာကြသည် မျက်စိတငယ်နားတငယ်ဖြင့်ညီမနှစ်ယောက်ထိုးလူတွေကိုလည်းလွတ်အောင်ရှောင်းအိမ်တွေမှာချိတ်ထားသည့်ဆိုင်းပုတ်တွေကိုလည်းကြည့်ဆိုင်းပုတ်မပါသည့်အိမ်တွေကိုလည်းပွဲရုံဟုတ်လားမဟုတ်လားတေးကြအောင်ဆက်စုရသည် နောက်ဆုံးတော့ ရွှေစင်ရော်ဟုစိုင်းပုတ်အနီရောင်ကြီးကိုအဝေးမှလမ်းမြင်လိုက်ရသည်လွန်းညီမှရင်ခုန်သွားသည်အလုတ်တွေရှုပ်နေသည့်အဖေကိုပဲချက်ချင်းတွေ့ရတော့မှကဲ့သို့ရင်ထဲမှနှွေးထွေးလျက်လွန်းမြက်ကရှေ့ကလွန်းဆက်ကနောက်ကခက်တုတ်တုတ်ခြေလမ်းများဖြင့်ပွဲယုံစီသို့ရောက်ခဲ့ကြပါသည် အိမ်ကမြေဆိုင်အိမ် မျက်နာဖွင့်ကြဲကြဲခေါင်းရင်းထောက်မှာဇပွဲကုံနဲ့ကလထိုင်နှလုံးရှိသည်ဇပွဲနောက်ဘက်ကလူကကလထိုင်ပေါ်မှာမထိုင်မဲမက်တက်ရဲလျက်လက်တစ်ဖက်ကတယ်လီဖုန်းကိုကင်ကနားနှင်ကက်နားထောင်လျက်နောက်လက်တစ်ဖက်ကစာအုပ်ပေါ်မှာတခုခုချရည်နေသည်တယ်လီဖုန်းကြိုးသည်အဖျားတွင်တန်တန်ဖုန်းနှင့်ကက်လျက်အရင်မှာတော့အခွေအလိတ်လေးတွေဖုန်းအပေါ်ပိုင်းရှေ့မျက်နှာပြင်မှာ1 2 3 4ခန်းတို့ ဆက်ဝိုင်းပုံတံဝိုက်လျက်ရှိသောဒိုင်ခွက်အဝိုင်းလေးနောက်ဖက်တွင်ခတ်မောင်းမောင်းသို့သော အိတ်တွေအထက်လိုက်နှင့်ဇလားတွေထဲမှကုံတွေအပြည့်မြင်ရသည် အလုံများနေသည့်လူတွေကလည်း၄၅ယောက်ရှိနေသည်အဖေပြောဖူးသည့်စကားကိုတတိယသည်ယူတော့အမောက်ပေးတော့အဟောက်တဲ့အခင်းရှင်စီအငှားလိုက်ပြီးမြေပဲဆွတ်သည့်အခါတဒင်းကိုဆွတ်ခတ်မြေပဲနှစ်ပဲရသည်ဆိုပါစို့မြေပဲ၁၀တင်းဆိုရင် ပြီ20တည်င်းနဲ့တစိမ့်ကိုကသူ့စီစွတ်ပြီးသားမြေပဲကိုအပ်သည့်အခါသူတို့ကတင်းတောင်းအမောက်အပြည့်မြေပဲတွေလိမ့်ကြနေသည့်အထိချင်ပြီးတွေ့ယူသည်ကိုအတွက်ဆုခကိုမြေပဲကိုပဲချင်ပြီးပေးသည့်အခါကျတော့အခင်းရှင်ကဇလုတ်တိုက်တင်းတောင်းနှုတ်ခမ်းတညီတဲ့ပေးလျင်သဘောကောင်းသည့်အခင်းရှင်ဟုသတ်မှတ်နိုင်သည်နှုတ်ခမ်းတဝိုက်ထိမြေပဲမရောက်ဘဲတစ်ဖက်ကမြင့်ပြီးတစ်ဖက်ကယော့နေတာမျိုးပေးတတ်သည် ဲ့ဒါကစီးပိုးသည့်အခင်းရှင်ပွဲရုံရှိမှမတ်တက်ရက်လျက်အတွင်းသို့ရှာဖွေသည့်အကြည့်ဖြင့်ငေးကြည့်နေသောကလေးမနှစ်ယောက်ကို လူကြီးတစ်ယောက်ကမြင်သွားသည်ကလေးတွေဘာလဲဘာလိုချင်လို့လဲသူတို့နှစ်ယောက် လက်ချင်းတွဲပြီးသူ့ကိုကိုကတွန်းကိုကိုသူကတွန်းဖြင့် အတွင်းသို့ဝင်လိုက်ကြသည် ဟိုဟာလေမေးကြည့်ချင်လို့ပါကျမတို့အဖေဒီပွဲရုံမှာအလုပ်လုပ်သေးလားလို့ ဟေးစပွဲတွင်တယ်လီဖုန်းကိုနားမှာကတ်ထားသည့်လူကြီးကကလေးနှစ်ယောက်စီလှမ်းကြည့်သည်သူတို့နှစ်ယောက်စီတို့နောက်ဖက်မှဖလန်နယ်ရှိန်ကြီးအကွက်ကျဲကျဲကိုဝစ်ထားသည့်လူကြီးတစ်ယောက်ရှောက်လာသည် အခုအခါနွန်းညီမကို ပွဲရုံထဲကလူပေါင်းစုံ ဝိုင်းကြည့်နေကြပေပြီ ကလေးမဘာပြောတယ်ကျမတို့အဖေဘာတူလဲဦးမြတ်ထင် လူကြီးတွေစီမှတုံ့ပြန်သည့်စကားကိုတော်တော်နဲ့မကြားရတယောက်မျက်နှာတယောက်ကြည်နေကြသည်လွန်မြက်ရင်ွေပူလာသည် ထိုချိန်မှာတယောက်ကအခန်းထဲသို့လှမ်းអော်သည်အကြီးေဒီမှာခဏလောက်ထွက်ခဲ့ပါဦးဥမျက်ထင်းတဲ့ကျုပ်တို့မသိဘူးအခန်းထဲမှထောင်ထောင်မောင်းမောင်းလူကြီးတူထွက်လာသည်ကိုမျက်ထင်လားလူကြီးအတန်ကိုကြားရသည့်အခါ လွန်မြတ်လိုက်ခနဲရင်ဖူပြီးညီမကြီးလက်ကို ဖြစ်ညစ်ဆုပ်ကင်လိုက်မိ၏ပြီးတော့ခက်လောလောခေါင်းငိမ့်လိုက်သည်ဟုတ်အာတင်ထားလျက်နှင့်ကဲ့အတန်ကတိမ်ဝင်သွားပြီးဟုတ်မှပင်ရက်သွား၏ပြီးမှ၆တွေ့နေသောအာကောင်ကိုဆူဆွတ်အောင်တတွေးမြူချကဆက်မေးပါသည်ဦးမြတ်ထင်ဒီမှာအလုတ်လုတ်သေးလားမလုတ်တော့ဘူး သူထွက်သွားတာကြာပြီဟနှစ်နှစ်သုံးနှစ်တောင်ရှိပြီညော်လင့်ထားပြီးသားဖြစ်ပါလျက်ဟာကနေခံစားလိုက်ရသည်ဘယ်သွားတာလဲဟင်မန္တလေးကိုသွားမယ်လို့ပြောတယ်သူ့မိန်းမလိုက်လာပြီးခေါ်သွားတာကွကြီးတို့အမေလားသူ့မိန်းမလုံးမြတ်တို့ညီမကြောင်ငေးနေမိကြသည်မျက်နှာငယ်ငယ်နဲ့တုံတုံရီရီဖြစ်နေသောကလေးမတွေကိုတနာလာသဖြင့် ပွဲစားကြီးသည်တန်းလျားမှာဝင်ထိုင်ခိုင်း၏သူတို့စိတ်တည်ငြိမ်သွားအောင် ကလေးတွေ၏အမိကိုမေးနေရက်လိပ်စာကိုမေးအဖေအကြောင်းမေးသည် ရွာကနေမြင်းချံကိုဘလို့လာကြသလဲဟုမေးသည် ကျမတို့အိမ်ကို အဖေပြန်မလာတာနှစ်နှစ်ရှိပါပြီ လွန်ညီမသည် သူတို့ကိုနှွေးနှွေးထွေးထွေးကြိုးစိုးဆက်ဆံမှုကြောင့်ပိုပြီးအားရှိလာကမျက်ရည်တွေရေဝိုင်းလာသည် ကိုမြက်ထင်မှာသမီးနှစ်ယောက်ရှိတယ်ဆိုတာငါသိတာပေါ့သူကပြောပြထားတယ်လေ။အော်ညီတို့ကိုအခုမှပဲမြင်မှုတော့တယ်။ပွဲစားကြီးသည်လွန်မြက်တို့ကိုကျင်နာသောစကားသံဖြင့်နှစ်သိမ့်သည်။အဖေကိုခေါ်သွားတဲ့သူ့မိန်းမကအမေမဖြစ်နိုင်ဘူး။လွန်ဆက်ကပြောရင်မျက်ရည်ကျတော့လွန်မြက်ကအဖေသမီးပီပီမခံချင်းအမေပဲဖြစ်မှာပေါ့ဟဲ့။အမေလာခေါ်တာဆိုရင်အဖေရှိတဲ့နေရာအမေတိမှာပေါ့ဟဲ့။ တယောက်ကိုတယောက်မျက်ရည်ရှံဖိတ်နေသောမျက်လုံးများစိတ်ရှုပ်ထွေးအားငယ်သောမျက်လုံးများဖြင့်ညီမနှစ်ယောက်ကြည်ကြသည်တွားတွားဟိတ်ကောင်းတွေဈေးရောက်မှရောင်းတာမဟုတ်ဘူးဒီနေ့မှရစ်တည်ရစ်တည်လုံမနေနဲ့ပွဲစားကြီးကအနားမှာလာဆက်စုနေသောလူနှစ်ယောက်ကိုနှင်ထုတ်လိုက်သည်ပြီးတော့မှ ကလေးတွေကိုငုံကြည့်သည်တနည်းအားမှခီးလွန်နေတာလဲဖြစ်နိုင်တာပဲပွဲစားကြီးသည် သူ့စကားသူလည်းမယုံနိုင် ဖခင်တဦးသည်နောက်မိမယူသွားသည်ဆိုအောင်တော့ကလေးတွေကို၄နှစ်ကြာအောင်အဆက်ဖြတ်ထားနိုင်ပါမလားထို့နောက်အနီးကစပွဲပေါ်ရှိဖန်ဘူးထဲမှမြေဘဲစားလော်လက်တဆုံ၌ယူကကလေးအကြီးမှလက်ထဲထည့်ပေးလိုက်သည်ကလေးမကစုပ်ယူထားတော်လဲမစားချေကိုမြတ်ထင်ကအကျင့်စာရိတာလဲကောင်းနေကွဟော့ရရန်နေကမဟုတ်ဘူးအတော့အစားလဲမရှိဘူး မိမလည်းမပွေမရှုပ်ပါဘူးဟပွဲစားကြီးသည်လွန်ခဲ့သည့်နှစ်နှစ်ကပွဲရုံသို့ရောက်လာသည့်ကိုမြတ်ထင်ဤဇနီးဆိုသူကို အခုမြင်လျင်မှတ်မိနိုင်ပါမလားဟု တွေးနေသည် ရုပ်ရည်ကို အခုပြန်စင်းစားလျင်မှတ်မှတ်မိတော့ပေညီတို့ကကြောင်းနေလားသူတို့လက်ထဲက လွဲအိတ်လေးတွေထမင်းကြိုက်လေးတွေကို ကြည်ပြီးမေးသည်သူက9တန်းကျမက6တန်းအိုး အတန်းတွေတောင်တော်တော်ရောက်ကုန်ပြီပဲကလေးတွေကရုပ်ရည်တနာကမာလေးတွေဘလို့ဖြစ်လို့များကိုမြတ်ထင်ကကလေးတွေစီပြန်မရောက်တော့တာပါလေပွဲစားကြီးဘာလို့ရမှန်းမသိပွဲကြော်ရှိရာအိမ်မော်ထက်သို့တက်သွားပြီးတိုးတိုးတိတ်တိတ်တိုင်ပင်ရသည်ကို့ပွဲယုံမှအလုလုသွားတဲ့လူပဲ သူ့ကလေးတွေကိုကူညီရမှာပေါ့ဟုပွဲကြော်ကအတန်ကျဲကျဲဖြင့်ရေရွရင်းအောက်ဆင်းလိုက်လာသည် ီလိုနဲ့လွန်မြတ်တို့ညီမသည်အမေမသိအောင်တိတ်တိတ်ထွက်လာသည်ကိုဖုံးမရဖိမရပဲပေါက်ကြားသွားတော့၏ပွဲစားကြီးသည်ပွဲကြော်ကိုသူတို့အိမ်ကဂျက်ကားဖြင့်ကလေးမနှစ်ယောက်အားရွာထီအောင်လိုက်ပို့ပေးခိုင်းလိုက်တော့ကြောင့်ပေသည်ကျမတို့ကိုဟာကိုပြန်မယ်လွန်မြတ်မျက်ရည်တွေကြားကနေအကြောက်ကန်ညင်းသေး၏မရမဖြစ်ဘူးခီးကအဝေးကြီးနင်တို့အမေစီငါပြန်အမှဖြစ်မယ်ကိုမြတ်ထင်သမီးတွေဆိုရင်ငါမှတာဝန်ရှိတယ် จิกาပေါ်သို့တက်တော်မီအချိန်တွင် ကားနာသို့မိဘူးကြအဖြူဆွတ်ဆွတ်ရှက်အင်ကြီးဝဲကောင်လေးတယောက်ပြေးလာသည်အမေဘယ်သွားမလို့လဲကောင်လေးကလွန်မြတ်တို့နှင့်ရွယ်တူဖြစ်သည် ကြီးလင်တစ်နှစ်ငယ်လင်တစ်နှစ်ပေါ့ဝက်လူဘက်ခဏသွားမလို့လူလေးကျွန်တော်လဲလိုက်မယ်ကောင်လေးကပြောပြီးပြီးချင်းကားရှိခန်းသို့ဆွေကနေတက်လိုက်ပြီးပွဲကြော်ကြီးနှင့်ကားမောင်းသူကြားနေရာလွတ်မှအတင်းဝင်ထိုင်သည် သူ့ចောင်းဝဲဆောင်ကအကြော့သားပါလားတက်တက်ကလေးမတွေတက်ညီတို့အမေစိတ်ပူနေရောမယ်လွန်မြက်နဲ့ထိုကောင်လေးမျက်လုံးချင်းစုံသွားတော့လွန်မြက်ကအရင်မျက်နာလွှဲလိုက်သည်ကောင်လေးဤဘဝင်မြင့်မြင့်ခက်ကြွားကြွားအထက်စီးမျက်လုံးကိုလွန်မြက်ကြည့်မြရပြီလွန်ဆက်ကတော့ကားပေါ်တက်ရင်ကောင်လေးကိုပြုံးပြလိုက်သည်လွန်မြက်ညီမကိုစွဲလိန်ခြင်းသွား၏ဒါတော့ကံကျဲတဲ့ကောင်ကိုပြုံးပြရပါမလား နေနှင့်အောင်အိမ်ကျမှပြောပြစ်လိုက်မည်ဟုတိမ့်မတ်ထားလိုက်၏သို့သောမမျော်လင့်စွာပဲကောင်းလေးကလွန်းဆက်အားပြန်ပြုံးပြသည်ထို့နောက်ကားရှိမှန်စီသို့ပြန်လှည့်သွား၏အမေကိုလွန်းမြက်ဘလို့မေးရပါမလဲအမေရွှေစင်ရောပွဲရုံကိုလိုက်သွားဘူးလားယင်ရွာတို့ကောင်းဝင်လာသည့်အချိန်မှာမြဝရီចောင်းစင်းချိန်လွန်ယုံမကဝက်လူចောင်းကနေလွန်းမြက်ပြန်ရောက်ချိန်ပင်လွန်နေပြီ။ ရွာဝင်လန်းသည့်မိုးခါတုံးကလှဲလန်းချောင်းရာရှွန့်ပွက်တွေ ပုံစံမပြတ်ခြောက်သွေ့ထားတာကြောင့်မုံစိန်ပေါင်းလှီးချထားသလိုမညီမညာရှွန့်ချောက်လန်းဖြစ်နေသည်အိမ်ရှိမရောက်မီခက်ဝေးဝေးမှကလေးကခြံပေါဝမှရက်တပတ်လေးခေါင်းပေါ်တင်လျက်ရွာဝင်လန်းစီငေးမောနေသော အမေကိုမြင်ရသည်လွန်းညီမအဖေအတွက်ဝမ်းနည်းမိသည့်စိတ်တွေချက်ချင်းပျောက်ကွယ်သွားပြီးအမေကိုသနာသွားလေသည် ကားဝင်လာတာကို အမေကကြောင်ကြည့်နေသည်ပြီးတော့ကားပေါ်မှာပါလာသူတွေကိုမယုံနိုင်သလိုမျက်လုံးဖြင့်စိုက်ငေးကြည့်သည်အမလီလွန်းကြီးမိုက်လာကြီးလားနင်တို့အခုဘယ်ကနေပြန်လာကြတာတော့လွန်းညီမကားပေါ်ကနေကမန်းကဒန်းခုံဆင်းလိုက်ကြသည်တမီးနှစ်ယောက်ကိုဖတ်ပြီးအမေငိုတော့သည် ပွဲကြော်သည် အမေကိုခက်တွေတွေငေးလျက်ပြန်ပြီးပုံဖော်နေတော်လဲ ဘာကိုမှမတိချာတော့ပေနှစ်နှစ်ဆိုတာမကြသေးဘူးသို့တော့လူတယောက်ဒီတခါသာမြင်ဘူးသည့်လူတယောက်ကိုမှတ်မိနိုင်ပါမလားအမေကလည်းပွဲကြော်ကိုတည်တည်ပုံစံမရှိဧည့်သည်ကိုအိမ်ထဲဝင်ပါအောင်ဟုဖိတ်ခေါ်ဖို့လဲတတိမယညီကလေးတွေကိုအပြစ်မတင်ပါနဲ့အေးသူတို့ခမရအဖေအကြောင်းသိကျင်ရှာလွန်းလို့ပွဲယုံထိလိုက်မေးရှာတာ ပွဲကတော်ကအမိကိုချော့မော့နှစ်သိမ့်တယ်လို့ပြောပြီးတဆက်သေးအဲ့ဒီတုန်းကကိုမြတ်ထင်စီ လိုက်လာတဲ့မိန်းကလေးကညီပဲမဟုတ်လားဟုမေးသည် အမိချက်ချင်းမပြေပွဲကတော်ကိုငေးနေ၏ပြီးတော့မှသတိရသွားတယ်လို့ရွှေစင်ရော်ကလားဟုမေးသည် ထို့နောက်လွန်းညီမဘတ်သူလှဲ့ပြီးကောင်းမလေးတွေသွားအိမ်ထဲဝင်ညီတို့အရိုက်မခံချင်ဘူးမဟုတ်လားသွားဟုနှင်သည် ညီမနှစ်ယောက်စောင်းငန်းစောင်းငန်းလှည့်ကြည့်ရင်အိမ်ထဲသို့ဝင်ကြရသည်ကောင်လေးကကားပေါ်ကတောင်မစင်းပေသို့သောဆက်စုသည့်ပုံစံဖြင့်အိမ်ဝိုင်းထဲစီသို့လှမ်းမျောကြည့်နေသည်တိတ်မကြခင်ကားထွက်သွားပြီးအမေအိမ်ဝိုင်းထဲပြန်ဝင်လာသည်ညီမနှစ်ယောက်အမေမျက်နှာကိုစိုးရိမ်တကြီးမော်ကြည့်ကြ၏အမေသူတို့ကိုရိုက်မာလား အဖေကမရိုက်ပင်မဲ့အမေကသူတို့ညီမကို ခဏခဏရိုက်ပါသည် အဝိအထယ်တွေကို တိုင်းထွာသောတစ်သားဂိုက်တန်ဖြင့်ခြေတလုံးကိုရိုက်တတ်သည်ဒီတခါတော့အမေမရိုက်ပါ အမေသည် သမီးနှစ်ယောက်ကို နောက်ထပ်လွတ်ထွက်သွားမှဆိုးသလိုပင်တယောက်တစ်ဖက်စီပွေဖက်ပြီးအိမ်ပေါ်ထပ်သို့ခေါ်လာသည်ထိုချိန်မှစပြီးလွန်းညီမသည် အမေအားအဖေအကြောင်းလုံးဝမမေးတော့ပါ ကိုညီမအချင်းချင်းလဲအဖေအကြောင်းမပြောမိအောင်ထိန်းချုပ်ကြသည်ခင်လွန်းမြတ်အတွက်တော့အမေကြီးတည်ဆုံးသည့်အချိန်မှစတော်တော်ကြာပျောက်ွယ်နေသောအမေမျက်ရည်တွေကိုအခုပြန်မြင်လိုက်ရသည့်အတွက်နာကျင်ရသည့်ရင်ထဲကဝေဒနာသည်တပွားစာလုံလောက်သွားပါပြီနောက်ထပ်အမေမသိပဲဘာတစ်ခုမှမလုပ်တော့ပါဟုတ်ကဲ့ပါရှင်စောင်းလေးကိုဒီမှာပဲခေတ္တခဏရန်နာလိုက်ပြစေနော် ။နားဆင်အားပေးခဲ့ကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ကျမ်းမာပေးကင်းကြပါစေ။